ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဟုတ်ပေါ့မြန်မာ channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel ကနေပြီးတော့ပရိသတ်တွေအတွက် ကျမရင်းနဲ့ဘုသူတရားပေးရကြတွေကိုတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ဒီကနေ့မှာတော့ကြိုထိုခြင်းအမှုပညာပါကြောင့်ကြိုထိုရလေးဆိုတဲ့အကြောင်းရကိုမျက်ဝေတင်ဆက်ပေးတော့မှာပဲဖြစ်ပါရရှင်။ကျူထူရကိုလိုတိုင်းကျုံဖူရမို့တော်တော်စိတ်ရှုပ်စရာကောင်းမှန်းတည်ကြမှာပါနော်ဒီမမေးဘာလို့ကျူထူရလဲတဘာဝတရားကြီးက ဘာလို့လူတွေချိုချိုအောင်လုပ်ထားလဲချိုချိုချင်ဘာလို့ဖြစ်တာလဲဆိုတော့ diaphragm လို့ခေါ်တဲ့ဝမ်ကောင်းတဲ့ကကြွက်သားကသူ့လိုလိုတစ်ချက်တစ်ချက်ထထညစ်တာပါ diaphragm ဆိုတဲ့ကြွက်သားပြားကြီးကအသက်ရှူလို့ရအောင်လုပ်ပြီးတဲ့ကြွက်သားဖြစ်ပြီးတော့ဘိုင်းနဲ့ရင်ခေါင်ကိုခြားထားပေးပါတယ်ကျွန်တော်တို့တစ်ခါတစ်ခါမျက်ခွန်းလေးတွေတဆက်ဆက်လှုပ်တယ်လို့ပဲဘိုက်ကောင်းတဲ့က diaphragm ကြွက်သားလေတစ်ခါတစ်ခါစိတ်နဲ့ထိန်လို့မရပဲလှုပ်တဲ့အခါမှာညစ်တဲ့အခါ ချူထူရဲဆိုတာဖြစ်လာတာပါ။တရားဖရန်ကျွတ်သားကဘယ်နဲ့ညာဆိုပြီးနှစ်ချမ်းရှိပါတယ်။ချူထူရင်အများအပြားတချမ်းတိတ်ကပဲကျိုးလေးညှစ်လေးရှိပါတယ်။အဲ့လိုကျိုးလိုက်ညှစ်လိုက်တဲ့အခါမှာဗိုက်တရားလေးတွေကအပေါ်ကိုပြန်ကန်တက်လာပြီးတော့အစာပြွန်ချိတ်ကိုရောက်လာပါတယ်။လူတည့်အစာပြွန်ကတက်တက်လေးပြွန်ကတက်တက်တချောင်းစီဖြစ်ပါတယ်။လေပြွန်သေးကိုဗိုက်ထဲကလေးတွေပြတ်မဝင်အောင်လေပြွန်အဖုံကလမ်းပိတ်လိုက်တဲ့အခါ gas or gas ဆိုပြီးအတန်ထွက်လာတာကိုကြိုထူရလို့ခေါ်တာပါကြိုထူရကစိတ်နဲ့ချိန်လို့များတာတော်တော်လေးခွာကြပါတယ်ဒါဆိုရင်ဘလို့ပြက်လို့ကြိုထူသွားလဲဆိုတာပြည်သက်တို့သတိထားမိပါသလားများတော့အဖြစ်တော့အစားကိုအမြန်စားလိုက်မိတာရေကိုအမြန်တောက်လိုက်မိတာတခါတလေခွက်ထူခွက်လန်ရင်မော်ရင်လေးတွေမြူချမိတာဘိုက်တင်းနေအောင်အစားစားတာဘိုက်ပွားပြီးလေးတွေပြင်းနေတာ အရွေကြောင့်ဖြစ်နိုင်သလိုဆေးလိတောက်တာတို့ဆေးရွက်ကြီးတုံးတာဆရွေကြောင့်လည်းဖြစ်တာရှိပါတယ်။ကြိုးထိုးတာကနည်းနည်းရတော့မဟုတ်ဘူး။ထူဆန်းတာကအမိပိုက်ထဲမှာနေခဲ့စင်ကတော့ကလေးဘဝမှာကြိုးထိုးခဲ့ကြပါတဲ့။မမွေးကြီးကလေးကလိုက်ဒုက္ခပေးနေရပဲ။ထောဆက်အတိုင်း evolutionists တွေနဲ့ biologists တွေကကြိုးထိုးခြင်းနဲ့ပတ်သက်ပြီး theory တွေ hypothesis တွေထုတ်ခဲ့ပါတယ်။ နမေအကြီးအစော်တီအူရီနှစ်ခုကိုပြပြပေးသွားမှာပဲပထမတစ်ခုကသရိဆန်အငယ်လေးတွေနိုးဆိုတာကိုကြည့်ပြီးစာတရိထားမိကြတာပါနိုးဆိုတဲ့အလုတ်ကကျင်းရင်သားလွဲတာတကယ်တမ်းကြာကလေးတွေအတွက်တော်တော်အလုတ်ရှုပ်တယ်ရှင်နို့လေးဆိုရတယ်အသက်ကလည်းခိုးရှူရတယ်နို့လေးမျိုးချရသေးတယ်အလိုရှုပ်ထွေးတဲ့အလုတ်တစ်ခုကိုလုတ်တဲ့အခါလုတ်တယ်မကပဲလေးတွေပါမျိုးချမိကုန်ပါတယ်အဲ့တော့အစာအိမ်လေးကိုနို့နဲ့လေးတွေရောပြီးရောက်သွားတော့ ို့မျက်များမတိန်နိုင်တော့ပဲအစာအိမ်ထဲမှာလေတွေခုံနေရောဒီလိုရာနှိုးဆို့ရိုင်းလေတွေမျက်များလာရဲ့အစာအာဟာရချို့တက်လာနိုင်ပါတယ်။ဒါကောက်ွယ်တဲ့အနေနဲ့တပါဝတရားကြီးကလေတွေဆွလာရင် အစာအိမ်ကိုအချက်ပေးပြီးဒရာဖရန်ကိုညှစ်စီပါတယ်။ဘိုက်ထဲအားလေတွေပြန်ထွက်အောင်လုပ်တဲ့သဘောပေါ်ရှင်နှိုးဆို့ပြီးသရိစံပေါက်ကလေးတွေကလေချင်တဲ့နှိုးချက်တဲ့သို့မဟုတ်နှိုးတတ်ကြပါတယ်။ အဲ့လိုလေထက်သွားတော့မှအစိုင်းအိမ်ကပြန်ချောင်းသွားပြီးမြို့ထက်ဆူလို့ရသွားပါတယ်။အဲ့လိုဖြစ်တာကတရိတ်ဆန်တွေမှမဟုတ်ပဲလူတိုက်တတဝါတွေဖြစ်တဲ့လူတွေမှလည်းကလေးဘွားမှတွေ့ရပါတယ်။ဒါကို double brain reflex hypotosis လို့ချဲ့တဲ့ချဲယူဇာချက်လို့ခေါ်ပါတယ်။ဒီလိုကလေးဘွားမှဖြစ်တဲ့ဖြစ်စဉ် reflex ကလူကြီးဘွားမှနေသွားပြီးမြို့ထိုးချင်းအင်းနဲ့တစ်ခါတစ်ခါဆက်ရှိနေရလို့ကောက်ချက်ချကြပါတယ်။ကလေးဘွားမှမြို့ချဲ့တတ်ကြရာကနေ့ လူကြီးဘွားကြောင့်အစာရည်အများကြီးစားမိတဲ့အခါကျူထူတာဖြစ်လာတာလို့ယူဆကြတာပါဒီဟိုက်ပိုတက်ဆစ်ကဖြစ်နိုင်လောက်ပါတယ်ဘာလို့လဲဆိုတော့ကျူထူတာကနှုတ်တိုက်သတ္တဝါတွေမှာပဲတွေ့ရတာပါတဲ့လူတွေရဲ့ကလေးဘွားမှာလည်းနှုတ်ဆိုးတဲ့အခါမှာလေတက်တဲ့အချင်းခါရှိပြီးလေတက်လိုက်ရင်နှုတ်25ရာခိုင်နှုန်းလောက်ဆုနိုင်တာမို့အာဟာရပိုရပြီးအသက်ပိုရှင်ကြပါရတဲ့ ဒါကြောင့်ကြိုးကြတာကတဘာဝကအလကတော့တဲ့ပေထားတာမဟုတ်ပဲနိုတိုက်ဒရေးဆန်တွေရဲ့အတွက်ရှန်တမိုးတမိုးရှိလို့ဖြစ်ရမယ်လို့ယူဆကြပါတယ်။ပုံမှန်လူတယောက်ကြိုးကြရင်မိနစ်ပိုင်းလောက်ကြာနိုင်တယ်။ပိုကြာလေနိုင်ပိုင်းလောက်ပေါ့။တမိနစ်ကို၄ချိန်ကနေအချိန်60အထိကြိုးကြတတ်တယ်။တရားတရားကြိုထူတာမျက်နာနှေးရမတူတလို့အတန်အတူအကျယ်လေးမတူကြပါဘူးအများအပြည့်တော့ကြိုထူတာကသူ့လိုလိုပြန်ပြောက်သွားပြီးဘာမှဒုက္ခမပေးတတ်ပါဘူး စေပညာအရာ58နာရီနှစ်ရက်ကြာကြတဲ့အထိမပြောက်ဘဲစက်တိုက်ထိုးနေရင်ပရစစ်တသမဟောပရထိတ်တဟဆကုပ်လို့ဟကုပ်လို့တမတ်ပါတယ်တလကျော်ရဲ့အထိကျရင်တော့ယောဂတခုခုရှိလို့ဒီလိုစက်တိုက်အကြကြီးထိုးထိုးနေရဖြစ်သွားပါပြီထူးထူးဆန်းဆန်းကဘာဂရင်းနစ်စန်ဂျင်တင်ထူးထူးအကြဆုံးလူသားကတော့ชาลอูโปนิโซตูဖြစ်ပြီးနှစ်ပေါင်း68နှစ်ကြာအောင်မရမနာจุတူခဲ့သူပါ ောက်ထပ်ဂျိုထိုကြောက်သူတွေထဲမှာအထင်ရှားသူကတော့29လကြာအောင်ဂျိုထိုတက်တဲ့ခရစ်စတိုဖာဆန်ဆိုသူဖြစ်ပေတမင်းစားမီယာအိမရလောက်အောင်ဆိုရစွာဂျိုထိုခဲ့ပါတယ်။စေပညာရိယစေပညာရယောဂရှောက်ပေးလိုက်တဲ့အခါ brain tumor အုံနောက်အကျိတ်ကအယုံကြောရီကိုဖိထားလို့ဖြစ်တာကိုတွေ့ရှိရပြီးတော့အဲ့ဒီအကျိတ်ကိုခွဲစိတ်ဖယ်ရှားလိုက်တဲ့အခါမှာဂျူတူရာပါ တခါရဲတက်တာသွားတာကိုတွေ့ရှိရပါတယ်။တချို့မိယိုဖလာထွန်တန်း စကားတွေရတော့ချိုးချိုးနေပြီဆိုတရရောက်ကတရင်ကြောင်းအတန်တုံနေပြီလို့ဆိုကြပြန်ပါတယ်။အဲ့တော့ချိုးချိုးရကိုတတအောင်ဘယ်လိုလုပ်ကြမလဲ။အများအပြည့်စေဝအကူညီမလိုပဲတတသွားတတ်ပြီ။တခါတခါရဲ့အကြခြေဖြစ်လာရင်တော့ဆရာဝန်စီသွားပြကားစေဝနဲ့ကုတာတတ်ပါတယ်။ဥပမာစိတ်ငြိမ်စေတွေအတကြစေတွေနဲ့ကုတာတာမျိုးရှိပါတယ်။ တီဗီရောမှာတော့လူအများလိုက်ဆန်းကြည့်လို့လွယ်မယ်။လိုက်လို့လို့အဆင်ပြေလောက်မယ်။စေဝါတောက်လို့မလိုတဲ့ညီလန်းတွေဝေမျှပေးကြပါရစေ။ပထမဆုံးလုံးလို့ရတဲ့နေ့ကတော့အသက်မြင်မြန်ရှုတွင်ရှုထုတ်လို့ကြည်ရပါ။ဒီလိုလုပ်တဲ့အခါမှာဒီတိုင်းအသက်ကိုမြင်မြန်ရှုတွင်ရှုထုတ်မလုပ်သင့်ပဲ။စက်ကူအိတ်တော့မဟုတ်ကျကျွဲ့အိတ်တလုံးတဲ့ကိုလေမုတ်ထုတ်အဲ့ဒီအိတ်တဲ့ကလေကိုပဲပြန်ရှုအဲ့လိုမျိုးခက်မြင်မြန်လုပ်လို့ရပါရစေ။ရွေးချက်ကတော့ diaphragm ကိုအလုံးမြများခိုင်ထားပြီး အလုံးရှုံအောင်လုပ်ထားတဲ့တဘောပါနောက်ပြီးအိတ်ထဲကလေကိုရှူလိုက်ထုတ်လိုက်လုပ်တဲ့အခါမှာကာဗွန်တိုင်အောက်ဆိုက်တွေများလာလို့ကျွချူရာတက်တာမှာပါအဲ့ဒါမှမရရင်အသက်ကိုအားနဲ့ရှူထုတ်ပြီးအစုံးမှာခဏအောက်ထားပါဒါမှမဟုတ်အသက်ကိုအဝါရှူပြီးအောက်ထားပါဒါရီကအသက်ရှူရာနဲ့ပတ်သက်ပြီးလှုပ်ကြည့်လို့ရတဲ့နေလန်တွေပါနောက်ထပ်လို့လို့ရတာကဒွန်းနှစ်ဖက်ကိုထောင်လိုက်ပြီးရင်ဘတ်နဲ့ကက်အောင်လက်နဲ့ဆွဲဖက်ထားကရွှေကိုခိုင်းထားလိုက်ရင်လေတက်တာရီလို့ဆိုပါရယ် အစိုင်းတဲကလေခုန်နိုင်တဲ့နေရာတွေကိုနေရာကျုပ်သွားအောင်လှုပ်လိုက်တဲ့သဘောဖြစ်ပါရဲ့တခြားနီလန်းတွေကတော့လေပြာနောက်ကုတ်ဖို့ကိုလက်နေပုတ်တာသို့မဟုတ်ချက်လုတ်တာသို့မဟုတ်ရေအေးကတ်တာလေးလှုပ်လို့ရတယ်လို့ဆိုပါရဲ့ရေခဲရည်နဲ့အကောင်အနောက်ပိုင်းကိုအလိုချင်တာတခြားရည်နဲ့အလိုချင်တာစတွေလည်းစံချလို့ရပါတယ်ရေတောက်ပြီးမြို့ချတာကလည်းတခါတခါတက်တာပြီးမြဲတခါတခါလည်းပိုက်တာတင်သွားတယ်မတက်တာတပါဘူး ဂျူထူရာကိုအာယုံချနေရင်ပိုဆိုတက်လို့ move ကြည့်တာစောင်းဖက်တာလို့ရင်အာယုံလွှဲလိုက်တာတရားထိုင်တာဖျားဝတ်ပြူတာစရီလဲလုပ်ပြီးလို့ရပါတယ်မကြတိခင်ကတော့သိပင်ပညာရှင်တချို့ကဂျူထူပျောက်စေတဲ့ဘိုက်ကလေးကိုတည်ထွင်ထားပါသေးတယ်အဲဒီဘိုက်အဝမှာအဆိုရှင်လေးပါလို့စုပ်ယူရတာအဆိုင်ရပြီ forest inhalation ပုံစံဖြစ်အောင်ခြံထားတာပါရေကိုစောက်ယူတဲ့အခါ forest inhalation နဲ့ diaphragm အလိုလိုရပြီးရေကိုမြှို့ချတဲ့အခါလည်းအယုံကြောကိုလှုပ်ဆော်သွားလို့ကြိုထူရာကိုပူတတားစေပါတယ်လက်တွေသူ့တည်တနာလှုပ်ထားရရလဲတကယ်အလုပ်ဖြစ်တာကိုသိရှိရပါတယ်ဒါလို့ဆိုရင်ကြိုထူတဲ့အကြောင်းတတော်လေးစုံစည်းလာပြီးမှဒီမှာပဲအဆုံးတပြားစီရှင်ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ကြိုထူခြင်းအမှုပညာ ဘာကြောင့်ကျွတ်ထွေးရလဲဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးပြောပြတင်ဆက်ပေးသွားခဲ့ရပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင့်အခုပြောပြပေးတဲ့ချက်တွေထဲမှာပရိသတ်တွေအတွက်အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်။ပရိသတ်တွေအနေနဲ့ဒီကျိုးချိုးတာခံစားရပြီးဆိုရင်တော့ အခုပြပြပြီးတဲ့နီလန်တွေတိုင်းလိုက်လို့ကြည့်ပြဖို့အကြံပေးပါစေ။အဆုံးထိအောက်ပြနာဆင်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ်လည်းကျွန်တော်ရဲ့ channel လေးကနေ bro ပရိသတ်တွေအတွက်ကျွန်မရင်းနဲ့ဘုဒ္ဓတရားဝေယားကြောင့်တွေကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တောပရိတင်နိုင်မလို့တာတည်ရှိနိုင်ဖို့အတွက်ဘေးနာချက်ပြီးခေါလုံးလေးကိုလည်းနေထားပေးကြပါဦးနော်။